ဒီယနေ့ပြုတဲ့ကုသိုလ်ကောင်းမှုများနဲ့ဆက်နေယူရေနမောရဏတရားစကားဟောကြားပေးပါမယ်။တော့တရားသိသူတရားကျင့်သူတရားရှိသူဆိုတာဘလို့လူလဲဆိုတဲ့အကြောင်းကိုဒီနေ့ဟောကြားပေးမယ်။ဓမ္မဟောဝေရကတိဓမ္မစာရိဓမ္မသူစိန်တော်ဒုက္ခမဝဟတိဣဒာနိတံတော်ဓမ္မေသူစိန်နေနဒုက္ခတိကစ္စတိဓမ္မစာရိဓမ္မဓမ္မပလဆက်တော်မှာ လာရှိသောကာရဖြစ်တယ်အဒီကာရကဒီဇတ်တော်မှာလည်းလာတာမဟုတ်ဘူးပိဋကတ်မှာနေရာတော်တော်များများမှာအလာရှိတဲ့ကာရပဲအဓိပ္ပာယ်ကဘာလဲဆိုတော့တရားကျင့်သူကိုလူကျင့်သောတရားကဧကံစင်စစ်ပြန်ပြီးတော့စောင့်ရှောက်တယ်ဓမ္မောသူစိန်သောဒုက္ခမောဟတိကောင်းမွန်စွာ လေ့ကျင့်ထားအပ်သောတရားသည်ချမ်းသာမျိုးမျိုးကို ဆောင်ရွက်ပြီးတယ် ဧတာနိတံသောဓမ္မေတုစေယိနဒုက္ကတိကစ္စတိဓမ္မစာရိဒီလိုတရားကျင့်သူကိုတရားကပြန်လဲဆောင်လျှောက်ပြီးထုံတန်းစင်လာဓမ္မရာပါပဲတဲ့တရားကျင့်သောပုဂ္ဂိုလ်ဟာဘယ်တော့မှအောက်တန်းမကြဘူးတဲ့ထက်တန်းသူပဲတက်လန်းရတယ်အဲ့ဒါခဏခဏတွေ့တဲ့ကာရာဖြစ်တယ်ပေါ့နော်အဲ့နောက်တစ်ခုဓမ္မဝေရကတိဓမ္မစာရိ သတ္တမန္တဝိယဝတ္တကာလေတရားကိုကျင့်တဲ့ပုဂ္ဂိုလ်ကိုကိုကျင့်သောတရားကဧကံစင်စစ်ပြန်ဆောင်လျှောက်ပါလေဥပမာသတ္တမန္တဝိယဝတ္တကာလေယခုလိုမိုးရွာတဲ့အခါမှာသတ္တမန္တဝိယကြည်တော်ထီးခဲ့သူဒီဟာလေးကိုသိတဲ့ဘောကြရတယ်စာပေကတော်တော်တိကျတယ်သိကြတယ် မိုးရွာတဲ့အခါမှာစတ္တံမဟန္တံရိုးရိုးထီမဟုတ်ထီအကြီးကြီးကဲ့သို့အဲ့တော့မိုးရွာတဲ့အခါမှာသွာလာရတယ်သွာလာတဲ့အခါမှာထီသေးသေးလေးဆိုရင်မိုးလုံးမမလားအေးကြီးတယ်ထီကဲ့သို့အဲကြီးတယ်ထီကဲ့သို့တရားကကိုယ်ကိုပြန်ဆောင်လျှောက်တယ်အဲ့တော့ဘသူကျင့်သောတရားလဲကိုယ်ကျင့်သော တရားကပဲကိုယ်ကိုပြန်ဆောင်လျှောက်တယ်ဆိုတာသူအလုံးနားလည်လက်ခံယုံကြည်ထားတယ်ပေါ့နော် ဲ့တော့ကိုကျင်သောတရားကပဲကိုကိုအေကံပြန်ဆောင်လျှောက်တယ်။မိုးရွာမိုးကြတဲ့အခါမှာကြည်တော်ထီဟာကိုဘဝကိုလုံခြုံမှုပြီးစွမ်းနိုင်တယ်လို့ပဲကိုကျင်သောတရားကကိုကိုကိုပြန်ပြီးတော့ယုံကြည်မှုပြီးစွမ်းနိုင်တယ်ချမ်းသာမျိုးမျိုးကိုပြီးစွမ်းနိုင်တယ်လို့အဲဒီသဘောလေးဟောတာတာတွေ့ရအဲဥပမာစကားလေးတွေ့ရတော့ယနေ့မိုးရွာနေတယ်လည်းကိုက်တယ်တော့သဘောကျတော့နော် ိုက်မဟာဓမ္မပါဠိဇတ်တော်ဆိုတာတို့အလုံးပဲကြာဘူးနာဝသိပြီးသားပဲမဟာဓမ္မပါဠိသရုပ်သားအရွယ်ရောက်လာတဲ့ကံမှာတနေ့တကြီးမှာသွားပြီးတော့ဒိတပါမောကဆရာကြီးကမှာပညာသင်ကြားတယ်အဲ့တော့သူကြီးပြင်းနေထိုင်ရာနေရာကနေပြီးမှတက္ကသီလာလို့ခေါ်တဲ့နေရာတစ်ခုမှာဒိတပါမောကဆရာကြီးကမှာသွားပြီးတော့ပညာသင်ကြားတယ်အဲ့ဒီပညာသင်ကြားနေတဲ့ခိုက်တံမှာအဲ့ဒီ တက္ကသိုလ်မှာငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်အိဋ္ဌာရောက်ကြတာရှိတယ်။အဲငယ်ငယ်ရွယ်နဲ့ကွယ်လွန်အိဋ္ဌာရောက်ကြတာရှိတော့အဲ့ဒါတွေသိမြင်ရတော့ဒီမဟာဓမ္မပါလာသရူသားဟာတော်တော်လေးအံ့ဩတယ်။သူကြီးပြင်းတဲ့နေထိုင်ရာမှာဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ပျက်စီးတယ်၊ကွယ်လွန်တဲ့အိဋ္ဌာရောက်တယ်ဆိုတာမရှိဘူး၊မတွေ့ဘူး၊မမြင်ဘူး။မရှိမတွေ့မမြင်ဘူးတော့အခုတက္ကသီလာမှာ လူပညာသင်ကြားနေတဲ့နေရာမှာငငယ်ရွယ်ရွယ်နဲ့သင်ဆုံးပြီးတော့အတုပါချတာတွေတွေ့မြင်နေရတဲ့ကံမှာသူ့အနေနဲ့အံဩတဲ့အံဩတဲ့အကြောင်းကိုဒီတာဘမောကဆရာကြီးထံပြောတဲ့ကံမှာဒီတာဘမောကဆရာကြီးကပိုးပြီးတော့အံဩတယ်ဘာလို့လဲဆိုတော့ဒီနေရာမှာတော့ဒါတွေကမထူးဆန်းဘူးပေါ့အခုမာဓမ္မပလသရူလာကြီးပြင်းနေထိုင်ခဲ့တဲ့နေရာမှာတော့ငငယ်ရွယ်နဲ့သေတဲ့လူဆိုတာမရှိဘူးဆိုတော့ဒီတာဘမောကဆရာကြီးကပိုးပြီးတော့အံဩတယ် ဲ့တော့ပို့ပြီးတော့အံဝေါ်တော့ဒီကိစ္စကိုငါကိုယ်တိုင်စုံစမ်းမယ်ဆိုတဲ့သဘောတရားနဲ့နော်အဲ့တော့မာဓမ္မပါဠိသရူသားတို့နေတဲ့နေရာတော့ပြီးတော့ကိုယ်တိုင်ပဲလက်တွေ့လက်ကျစုံစမ်းမယ်ဆိုမှလက်မှာတွေ့တဲ့စိတ်ယိုးတို့ခွေးယိုးတို့ဒါတွေကိုထုတ်ပြီးတော့အဲ့မာဓမ္မပါဠိနေခဲ့တဲ့နေရာကိုတွားတယ်ပေါ့မြို့ရွာအဲ့ဒီရွာကိုတွားတော့အဲ့မာဓမ္မပါဠိသရူသားရဲ့မိဘတွေနဲ့တွေ့ မိဘတွေနဲ့တွေ့တဲ့အခါမှာခုနသူလမ်းမှာယူဆောင်ခဲ့တဲ့အယိုးတွေကိုပြပြီးတော့ဒါတင်တို့သားရဲ့အယိုးပဲတင်တို့သားဟာအခုတက္ကသိုလ်မှာပညာသင်ကြားရေးအခမ်းမတင်ရုပ်တရက်သိဆုံးသွားတယ်ဒါတင်တို့ကိုလည်းကြောင်းကြခြင်းမရလို့အခုဒါမိသင်ဂျိုးပြီးတော့အယိုးကိုပဲဒါတင်တို့ကိုယူလာပြီးတော့ပြတာဆိုတော့မိဘတွေကရေမောကြတယ်တဲ့သူပြောတာကိုစိတ်ဝင်စားဘူးမငိုဘူးပေါ့နော် မဖြစ်နိုင်ပါဘူးပေါ့အဲ့တော့ရေမော့ပြီးတော့ညှင်းဆူကြတယ်အဲ့မှာဒီတာဘမောကဆယ်ကပိုးပြီးတော့အံ့ဩတယ်ပေါ့နော်သူပြောတဲ့စကားကိုလက်မခံဘူးမယုံကြည်ဘူးလက်မခံမယုံကြည်တဲ့အပြင်ရေရေမုံမုံနဲ့ညှင်းဆူကြတဲ့အခါမှာသူ့အနေနဲ့ဒီရက်ဒီရာဒီဒေတာဟာထူးခြားတဲ့ဖြစ်စဉ်ဖြစ်ထူးခြားတဲ့ဖြစ်စဉ်ဖြစ်တော့ဘာကြောင့်ဒီလိုဒီနေရာမှာထူးထူးခြားခြားเนาะအမျိုးသားအမျိုးသမီးတွေဟာငငယ်ရွယ်နဲ့မသေးကြဘဲနဲ့အသက်ရှေးပြီးတော့ ကျမ်းမာချမ်းသာပြည့်စုံစွာပျော်ရွှင်စွာဖြင့်ဘဝကြီးကိုဖြတ်တန်းနေရတာလေလို့ဘလို့မေးတဲ့အခါမှာအဲ့ဒီမိဘတွေကပြန်ပြောတယ်အဲ့ဒီပြန်ပြောတဲ့စကရက်တွေထဲမှာခုနစကလုံးပါတယ်တရားကျင့်သူကိုတရားကပြန်လဲဆောင်းလျှောက်တယ်ဧကံပြန်လဲဆောင်းလျှောက်တယ်ကောင်းကောင်းတရားကျင့်ထားလို့ရှိရင်ချမ်းသာဒုက္ခကိုမျိုးမျိုးသောချမ်းသာဒုက္ခကိုဆောင်းတယ်ပေါ့ဒါထုံးနှံစင်လာဓမ္မရာပဲ တရားကျင့်သူဟာဘယ်တော့ကမှအောက်တန်းမကြဘူးထက်တန်းသူပဲရောက်ရတယ်လို့ဒါတရားတွေအဲ့ဒီမှာပါတယ်ပေါ့နော်ခုနစတ္တံမန္တံဝိယဝတ္တကားလေးမိုးရွာမိုးကြတဲ့ကာမှာထီကြီးကြီးမားမားဟာကိုဘွားရဲ့လုံခြုံမှုကိုပေးစွမ်းနိုင်တယ်လို့ပဲကိုဘွားမှာလုံခြုံမှုကိုပေးစွမ်းတယ်ဘယ်သူကလဲကိုကျင့်သောတရားကပဲကိုကိုပြန်ပြီးတယ်ကိုကိုပြန်ဆောင်လျှောက်တယ်ဆိုတာလေဒါလေးတွေပါတယ်ပေါ့အဲ့ဒီ ထဲမှာတရားကျင့်သူဆိုတာဘာတွေလဲလို့အကျေချက်လိုက်တဲ့အခါမှာလူရင်းနေပြောမယ်ဆိုရင်တော့မကောင်းမှုရှောင်ကောင်းမှုဆောင်တာဟာတရားကျင့်တာပဲလို့ဒီသဘောတရားလေးကိုလည်းချုပ်ပြီးတော့သိရမယ်နော်ကဲဆိုလိုက်မကောင်းမှုရှောင်ကောင်းမှုဆောင်ခြင်းမကောင်းမှုရှောင်ကောင်းမှုရှောင် ကောင်းမှုဆောင်ခြင်းကောင်းမှုဆောင်ခြင်းဒါလေးကလိုရင်းချုပ်တခုနေမှတ်ထားတယ်နော်အဲတော့မကောင်းမှုရှောင်ဆိုတော့ထားတော့ဒါကတော့မကောင်းမှုကိုရှောင်တယ်ဆိုတော့ထူးချက်ပြောနေတာမလို့ဘူးမကောင်းတာမှန်သမျှကိုစွန့်အားရှိသမျှရှောင်ကျင်ကြရမည်အဲ့တည်းမှာတော့ရှောင်ပုံတွေပြတဲ့ကံမှာတော့ကဲ၅ပါးသီလတွေပါတာတွေ့ရတယ်သူများအသက်သက်ချင်းမှာရှောင်ပါသူများဥစ္စာမတရားခိုးယူလိမ့်လေလှည့်ပြယူခြင်းမှာရှောင်ပါသူများတမ်းများ ဖြစ်မှုမှာရှောင်ပါလိမ့်လည်းလည်းပြမူသားစကားပြောဆိုမှုမှာရှောင်ပါသီတရက်မူရစေဝါသုံးဆွဲခြင်းမှာရှောင်ပါဆိုတဲ့၅ပါးသီလရှောင်ရန်လေးဒီအဲ့ဒီမှာခုနမိဘတွေကပြောပြတယ်ဒီရက်ဒီရွာမှာရှိကြတဲ့လူပုဂ္ဂိုလ်တွေဟာဒီလိုရှောင်ရန်နေနဲ့ပြည်စုံသည့်အတွက်ရှောင်ရန်တွေကိုတိတိကျကျလိုက်နာစွမ်းအားစစ်သည်များရှောင်ကြသည့်အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့တည်ဆုံးတယ်ဆိုတာဒီမှာမရှိဘူးတဲ့သက်ရှင်ကျမ်းမှာဘေးရန်กว่าပြီးတော့ကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင်နေနေကြရတယ်လို့လို့ပြောတယ်။တော့ကောင်းမှုကိုဆောင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြန့်ဆိုခြင်းမှာတော့ယနေ့လိုလူမှုတမ်းမှုတွေပါတယ်။လူကြတမ်းကြတဲ့ကာမှာစေတနာ၃တန်ပြထမ်း၍လူတာကိုအဲ့မှာပေါ်ကြထားတာတွေ့ရတယ်ပြောတာတာတွေ့ရတယ်မဘေးလူကမှာကြိုတင်ပြီးတော့စီစဉ်ရတဲ့ပုဗ္ဗစေတနာလည်းကောင်းတယ် လူတန်းနဲ့အခိုက်အတန့်မှာဝမ်းမြောက်ဝမ်းသာကြည်သာရွှင်ပြအာဂျုမန်တက်ပေါ့နော်ကောင်းကောင်းမွန်မွန်လှူတယ်ဆိုတဲ့မုံစာစေတနာနဲ့လည်းပြည့်စုံတယ်လူတန်းပြီးတဲ့အခါမှာကိုယ့်ရဲ့အလှကိုပြန်တွေးလိုက်တန်းတွေးလိုက်တန်းပဲလောင်တန်းမရပဲနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်ကုသိုလ်အားရတိုးဝပြီးတော့နေတယ်ဆိုတဲ့စေတနာသုံးတန်ဖြင့်လှူမှုတမ်းမှုကိုလည်းအဲဒီနေရာမှာဟောကြားထားတယ်ခုနမိဘတွေအနေနဲ့ဆိုတော့ပြောတာပေါ့နော်အဲ့ဒါလေးလည်းတွေ့ရတယ် ဒါကြောင့်ကောင်းမှုဆောင်ခြင်းဆိုတဲ့နေရာမှာဒါနကုတုကိုလည်းတွေ့ရတယ်မကောင်းမှုကိုရှောင်တယ်ဆိုတဲ့သရုပ်ကိုဖော်ထုတ်တာမှာတော့ငါးပါးသီလကိုခြေကအဖြစ်တွေ့ရတယ်အဲဒါတွေလည်းတို့ဒီနေ့တရားဓမ္မတွေနဲ့တည်ပြီးသားရှင်းနေပြီးသားအထူးပြောကြရမလို့ဘူးပေါ့နော်ဒါနံပါတ်1တရားကျင့်သူရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာ လိုရင်းလေးပြောပါဆိုရင်ဆိုလိုက်မကောင်းမှုရှောင်းမကောင်းမှုဆောင်ခြင်းမကောင်းမှုရှောင်းမကောင်းမှုဆောင်ခြင်းဒီမကောင်းမှုကိုရှောင်ပြီးကောင်းမှုကိုဆောင်ရွက်နေခြင်းသည်ဘဝမှာတရားကျင့်၍နေခြင်းပဲတရားနဲ့အတူနေခြင်းပဲတနည်းအားဖြင့်ပြောရင်အဲ့ဒါကိုကျင့်သောတရားပဲအဲ့ဒီကိုကျင့်သောတရားကကိုယ့်ကိုပြန်ဆောင်ရှောက်နိုင်မယ် ကိုယ်ကိုချမ်းသာမျိုးစုံပေးလိုက်မယ်အဲ့ဒါကျင်းသေးပေါ့ပဲလို့ဒီလိုပြောရတယ်နော်အနောက်ဒီမှာထူးခြားတဲ့အချက်လက်နှစ်ခုသွားပြီးတော့တွေ့ရတယ်ဒါမှန်တမ်းပြောရင်ဒါအခုမှတရားဟောမယ်ဆိုဒီစာလေးကြည့်လိုက်တဲ့အခါမှာတွေ့တယ်တခါဆိုအဲ့လိုပြောအောင်ပါဘောနော်အဲ့မှာဘာတွေ့တယ်လဲဆိုတော့ဒီတရားကျင့်သူဆိုတဲ့အဓိပ္ပာယ်ပွင့်ဆိုတာမှာထူးထူးခြားခြားနှစ်ချက်တွေ့တယ်အဲ့နှစ်ချက်ကိုဒီနေ့ပြောမှာပေါ့နော် ုနောမဓမ္မံအတတံတတင်္စနာစာပိဓမ္မံအတတံရောစရာမဟိတဝါအတန္တိနဇာမတန္တိတတမာဟိအမံဒဟရဏမြေရင်အခုနောမိဘတွေကဒိတာဘမောကဆရာကြီးကိုပြောတာနော်ငါတို့ဟာတဲ့မသူတော်တို့ရဲ့တရားစကားကိုလည်းကြားရပါတယ်ပညာရှိသူတော်ကောင်းတွေရဲ့တရားစကားကိုလည်းကြားရပါတယ် တို့တော့မသူတော်တို့ရဲ့တရားစကားကိုတော့မကြိုက်ပါဘူးမနှစ်သက်ပါဘူးမလိုက်နာပါဘူးဟိတဝါအတန္တိနဇဟာမတန္တိမသူတော်တွေကိုတော့စွန့်ပစ်ထား၍ပညာရှိသူတော်ကောင်းတွေကိုတော့မစွန့်ပါဘူးပေါင်းပါလေဒါထူးခြားမှုတစ်ခုတော့တွေ့ရတယ်အဲ့တော့လောကမှာနေကြတဲ့အခါမှာတို့စကားဆိုတာတော့အာလုံးမကြရဘူးလားမသူတော်တွေရဲ့စကားတွေလည်းမကြရဘူးလားအေးသူပညာရှိသူတော်ကောင်းတွေရဲ့စကားတွေလည်းမကြရဘူးလား အဲဒီနေရာမှာကြားရတာကတပိုင်းပဲလက်ခံကျင့်သုံးတာကတပိုင်းပဲအခုဒီနေရာမှာဒါလေးကထင်းထင်းရှားရှားပြရတယ်နော်အဲ့တော့ကြားသိရမှုဆိုတာတော့လောကမှာမှန်ကန်တဲ့လူတွေရဲ့စကားတွေလည်းကြားရမယ်မမှန်ကန်တဲ့လူတွေရဲ့စကားတွေလည်းကြားရမယ်လိန်တဲ့လူတွေရဲ့စကားလည်းကြားရမယ်နော် ကြားတာတော့မျိုးစုံပဲပေါ့ဒီနေ့ခေတ်မှာဆိုတော့သတင်းမီဒီယာအပိုကောင်းတော့ကြားမှုပိုင်းကဏ္ဍကပိုးတောင်မှာစုံနေတယ်နော်အဲ့တော့မသူတော်တွေမိုက်တဲ့လူတွေအဲ့တော့ မမှန်တဲ့လူတွေရဲ့စကားတွေလည်းကြားမယ်။ပညာရှိသူတော်ကောင်းမှန်ကန်တဲ့လူတွေရဲ့စကားတွေလည်းကြားရမယ်။ကြားရတာကြားရတာတက္ကနာပဲ။အဲ့တော့ဘလို့ကြင့်ရမလဲ။အဲ့တော့မသူတော်လေးရဲ့စကားကိုကြားရတဲ့ခိုက်တံမှာတော့ကြားကမတ်တာပဲသဘောထားရမယ်။သူတို့ရဲ့အပြောနောက်ကိုလိုက်ပါပြီးတော့လက်ခံကျင့်သုံးခြင်းနော်ဒီလိုစိတ်နှစ်သက်ခြင်းဒီနေ့ကလို့ပြောရင်တော့ဘာလို့ live ပေးတယ်လို့ share share လုပ်တယ်လို့ဒါတွေပြောမှာပေါ့နော် အဲ့ဒါလည်းမလုပ်ရဘူးပေါ့နော်အဲ့တော့ပညာရှိသူတော်ကောင်းတွေရဲ့စကားကြားရမယ်ဆိုတော့ပညာရှိသူတော်ကောင်းစကားကိုလက်ခံရမယ်ယုံကြည်ရမယ်ကျင့်သုံးရမယ်ဒီမှာဟိတ်တဝါအတန်ဒီမသူတော်တွေကိုစွန့်၍နဇာမတန်ဒီပညာရှိသူတော်ကောင်းတွေကိုမစွန့်လွတ်ဘူးဆိုတော့ကိုယ့်ရဲ့ယက်တီချက်ကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ဟာလေဘဝမှာအရေးမကြီးဘူးလားအကြားဓာတ်တွေသိရတာတွေရောအများကြီးပဲเนาะအကြားသိတာတွေကကြားသိကံမြတ်ပဲရှိရတယ်ထားရမယ် ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ယက်တည်မှုဆိုတော့ရှင်းအောင်ပြောရင်တော့အမှန်တရားကိုရွေးချယ်ရမယ်အမှန်တရားကိုမျက်နှာရအမှန်တရားမှာယက်တည်ရမယ်ဆိုတော့ဒီလိုအသေးပဲမျိုးရှိဘူးလားအဲ့လိုအမှန်တရားမှာယက်တည်ပြီးတော့အမှန်တရားကိုမျက်နှာပြီးတော့အမှန်တရားကိုကျင့်သုံးခြင်းဟာဓမ္မစာရီတရားကျင့်သူတရားနဲ့အညီနေသူလို့ဆိုလို့မရဘူးလားတရားဒါလေးယူနော်ဒါလေးကထူးထူးခြားခြားတွေ့ရတာနော်ကဲဆိုလိုက်မတူတော်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  နဖို့စကားကြားတိထား၍မတူတော်ရှောင်းသူတော်ဆောင်၍အမှန်တရားယက်တိထားခြင်းတတဒါလေးဟာအရေးကြီးတယ်နော်ဒီနေ့ခဏလေးသိကြိုက်မယ်လို့ပြောပြောပါတော့နော်အခုရရွေးချယ်မှုတွေကိုရရက်တိမှုတွေဟာမှန်ကန်ဖို့ကအလွန်မတန်အရေးကြီးပါတယ်နော် ကြားတာတွေသိနေရတာကြောအကုန်လုံးစုံစီနှစ်ပါးကြားသိနေရဒါပေမဲ့ကိုကဘာကိုရွေးမလဲဆိုတာဘယ်နေရာမှာရက်မလဲဘယ်ဘက်ကရက်မလဲဆိုတာမလိုဘူးလားအဲရက်တည်မှုမှန်ကန်ခြင်းဟာလေတရားနဲ့ညီနေတယ်လို့ပြောလို့ရနော်ဒါဆိုမတူတော်တူတော်နဖောစကားကြားသိထား၍မတူတော်ရှောင်းတူတော်ဆောင်၍အမှန်တရား ယက်တီထားခြင်းယက်တီထားခြင်းအဲ့ဒီအမှန်တရားကိုသိချာကြံ့တိပြီးတော့အမှန်တရားကိုမြတ်လို့ခြင်းယက်တီခြင်းကျင့်သုံးခြင်းဟာလေတရားနဲ့အညီနေခြင်းပဲတရားကျင့်သူပဲလို့ပဲလို့မှတ်ရပါမယ်နော်နောက်တစ်ခုဧတာတုဝေဇာယရေတုတ်တမာတုမေတာဝီနောဟွန်တိဘ ഹു ဒပင်နာဘ ഹു တုတာဝေဒကုနောစာဟွန်တိတဲ့တတမာဟိအမန္တရာနမိယတိအဲ့ဒီမှာစာရှိတိုင်းပြောရအောင်တော့ထူးထူးခြားခြားပဲเนาะ မိခင်တွေပေါ့အဓိကတော့အိမ်တိမ်မှာဆိုဘယ်သူတွေလဲအဲမိခင်တွေဟာကိုချင်းတီလာကောင်းပြီးတော့လိမ္မာတက်သည့်ပညာရှိတဲ့မိဘကနေမွေးဖွားလာတဲ့သားသမီးတွေရာလည်းပဲမိဘကမျိုးရိုးကောင်းသည့်အတွက်ဒီသားသမီးတွေရာလည်းလိမ္မာတက်သည့်ပညာရှိဘောဓုတ္တတွေရှိပြီးတော့လောကမှာဒီလိုဆရာကောင်းတပည့်ပန်းကောင်းပန်းပေါ့နော်အဲ့တော့မိဘကောင်းတော့တပည့်တွေရာလည်းသားသမီးတွေလည်းကောင်းတယ်ဆိုတဲ့သဘောမျိုးပဲနော် အဲ့လိုအခုမာဓမ္မပါဠိသရုပ်သာနေတိုင်းကြီးပြင်းတဲ့နေရာမှာရှိကြတဲ့သာသမီတွေဟာအထူးသဖြင့်အမေတွေပေါ့ဒီမှာသူကတော့အမေတွေကိုအဓိကပြောရတယ်နော်အဲ့တော့မိခင်တွေဟာဘုဒ္ဓတလည်းရှိတယ်အကျင့်သီလလည်းကောင်းတယ်ပညာလည်းတက်တယ်ဘုဒ္ဓတရှိအကျင့်သီလကောင်းပညာတက်တဲ့မိဘကပေါက်ဖွားသောသာသမီများဒီလည်းပဲမိဘများထံတူလိုက်ပြီးတော့သူလည်းပဲ ဘုဒ္ဓတာရှိတယ်လိမ္မာတက်တည်တယ်ကိုချင်းတူလာကောင်းကြတဲ့ပုံကိုယ်တွေဖြစ်တယ်တဲ့အဲ့လိုပေါ့မျိုးရိုးစင်ဆက်ကောင်းမွန်ခြင်းလို့ဒီလိုပမာလို့ကြောင်းပြောပါတော့နော်မျိုးရိုးစင်ဆက်ကောင်းမွန်ခြင်းတနည်းအားဖြင့်ပြောရင်ဒီလိုကောင်းမွန်သည့်မျိုးရိုးစင်ဆက်ဖြစ်အောင်အားထုတ်ခြင်းဘုံမဟုတ်ကောင်းမွန်သောမျိုးရိုးစင်ဆက်အပေါ်မှာခိုင်မြဲစွာယက်တည်ခြင်းပေါ့ဒီလိုပြောအောင်ပေါ့အဲ့ဒါလေတရားနဲ့အညီနေတာပဲတရားကျင့်တာပဲ ဲဒါလည်းထူးခြားတဲ့သဘောတရားတစ်ခုထူးခြားကြတွေ့ရတယ်နော်အဲ့တော့တို့အမေတွေကောင်းဖို့အများကြီးမလိုအပ်ဘူးလားအမေတွေအမေတွေနော်မဗုဒ္ဓမာတို့တော်ပေါ့အမေတွေအများကြီးကောင်းမှုလို့တယ်နော်အဲ့တော့ဥဒိလို့လည်းမပါဘူးလားဆိုတော့ကျွတ်လို့လည်းပဲဒါလူလောကလို့ပြောရရင်တော့ဒါကျွတ်လို့လည်းအမေတွေပဲပေါ့နော်ဒါသားသမီးတွေအများကြီးမွေးထားတယ်ကိုယ်ကိုယ်တိုင်မမွေးရပါနဲ့ဒါတပည့်တွေကသားသမီးဖြစ်တော့ကျွတ်လို့လည်းအမေတွေပဲနော်အမေတွေဟာ ဒီစာတန်းဆိုရင်တော့ကိုယ်တိုင်ဘုဒ္ဓတာရှိရမယ်ပညာတက်ရမယ်ကိုချင်းတီလာကောင်းရအဲ့လိုကိုယ်တိုင်ဘုဒ္ဓတာရှိတဲ့အသိဉာဏ်ပညာရှိတဲ့ကိုချင်းတီလာပြည့်စုံတဲ့မိဘကပေါက်ဖွားလာတဲ့သာသမီတွေဟာလည်းပဲသူတို့လည်းဘုဒ္ဓတာရှိအသိဉာဏ်လည်းရှိကိုချင်းတီလာကောင်းပြီးတော့ဒီမျိုးရိုးကြီးဟာအလုံးမတန်ကောင်းမွန်တဲ့မျိုးရိုးကောင်းမွန်တဲ့ဂရုပေါ့ကောင်းမွန်တဲ့ဟိုမိသားစုဂရုကြီးဖြစ်ပြီးတော့ ကိုလိုငငယ်ရွယ်နဲ့တည်တည်ပြည့်စည်တယ်ဆိုတော့မရှိဘူးပေါ့နော်။ကြမ်းမှချမ်းသာအပြည့်စုံစွာဖြစ်နေပေါ့။ဘဝမှာယက်တည်နိုင်တယ်ဆိုတာကိုဒါပြောပြတာနော်။ဒါလည်းထူးခြားမှုတစ်ခုတွားတွေ့ရတယ်နော်။အဲဆိုလိမ္မာတက်သည့်လိမ္မာတက်သည့်ပညာရှိသည့်ပညာရှိသည့်မိဘဆရာမမိဘဆရာမစံတလာသည့်စံတလာသည့်တာတပိတို့ပါတိတို့လိမ္မာတက်သည့်လိမ္မာတက်သည့်ပညာရှိခြင်း အဲ့ဒါလည်းပဲတရားနဲ့အညီနေတာပဲတရားကျင့်တာပဲနော်အဲ့တော့ဒါကြောင့်မျိုးဆက်တစ်ခုကလည်းအလုံးမနိုင်ရည်ကြည်တယ်အဲ့တော့မိဘဆရာတွေဟာအိမ်တိမ်မှာအခုကြောင်းတဲ့ကြောင်းမှာဒါဆိုရင်အရေးကြီးတယ်ဆိုတော့ပေါ်လည်းမပေါ့ဘူးလားတနည်းအားဖြင့်ပြောရင်တန်းပြည်တပြည်မှာဆိုခေါင်းဆောင်ပေါ့အိမ်တိမ်မှာမိဘကခေါင်းဆောင်ပဲပေါ့နော်ကြောင်းတဲ့ကြောင်းမှာဆိုဆရာသမားတွေကခေါင်းဆောင်ပဲပေါ့တန်းပြည်နဲ့ကြည့်မယ်ဆိုတော့အုတ်ချုပ်တဲ့ပုံစံတွေကခေါင်းဆောင်မဟုတ်ဘူးလား ဲခေါင်းဆောင်တွေကကိုယ်တိုင်အကျင့်သီလကောင်းပြီးတော့ဘုဒ္ဓတန်ရှိပြီးတော့ပညာတက်မှသူတို့ရဲ့လက်အောင်ငယ်သားနော်တပိသားတမိလက်အောင်ငယ်သားတွေအားလုံးကလည်းအဲ့လိုဖြစ်မှာအဲ့လိုဖြစ်မှာအားလုံးကျမ်းမှချမ်းသာလူရဆန္ဒပြည့်မယ်ဆိုတဲ့ဘောပဲပေါ့နော်ဒါဒါဒါလေးကိုခြေကားပြီးတော့သွားလိုက်မယ်ဆိုတော့ပေါ့နော်အဲ့တော့ဒီနိုင်ငံမှာလိုအပ်နေတာဒါလေးတွေဒါလေးတွေကဖြစ်မနေဘူးလားမဖြစ်နေတယ်နော် အဲ့ဒါတရားကျင့်တယ်ဆိုတာအဲ့ဒါပဲနော်ဒါဆိုလိမ္မာတက်သည်ပညာရှိသည်ပညာရှိသည်ဝိပဿနာမဝိပဿနာမစဉ်းသက်လာတော့စဉ်းသက်လာတော့တာတပိတော့တာတပိတော့လိမ္မာတက်သည်လိမ္မာတက်သည်ပညာရှိခြင်းအဲ့ဒါတရားနဲ့အညီကျင့်တာတရားနဲ့အတူနေတာလို့အတိတ်ပဲတက်ရောက်တယ်နော်ဒါလေးတွေသူ့တက်ကြအဲ့မှာသွားတွေ့ရတယ်ဒါလေးဆိုရင် တတိကြကြပြောရင်ဦးဇနုတော်မှာကိုယ်တိုင်သိမသိသေးတဲ့အကြောင်းညာတယ်ဒီနေ့ဟောတယ်ဆိုအကြောင်းညာတယ်နော်အဲပုံမှန်အဖြစ်မကောင်းမှုကြောင့်ကောင်းမှုဆောင်ရရောဒါတွေကတော့ထားတော့ဒီလူမှုတမ်းမှုဒါနစေနာစေနာသုံးတန်ဒါတွေလည်းပြန်ငါးပါးတိတာဒါတွေကတော့တိပိတာတွေပါနော်အခုထူးခြားတဲ့အသိဉာဏ်တစ်ခုတော့ဒီနေ့အဲတရားနဲ့ရတယ်ပေါ့နော်အဲအဲ့ဒါမှတ်တရားဓမ္မလက်ဆောင်ပေးရနော်ဒါတော့ဓမ္မစာရီတရားကျင့်သူတရားရှိသူတရားနဲ့အတူနေသူဆိုတာဒီသုံးချက်ကို တို့သိမှတ်ရမယ်နော်။ကဲဆိုလိုက်မကောင်းမှုရှိအောင်မကောင်းမှုရှိအောင်ကောင်းမှုဆောင်ခြင်းကောင်းမှုဆောင်ခြင်းမတူတော်သူတော်မတူတော်သူတော်မဖို့စကားကြာတိထား၍ကြာတိထား၍ဘုရောရှောင်းဘုရောဆောင်၍ဘုရောဆောင်၍အမှန်တရားအမှန်တရားယက်တိထားခြင်းယက်တိထားခြင်းမိမာတက်သည့်မိမာတက်သည့်ပညာရှိသည့်ပညာရှိသည့်မိဘဆရာမမိဘဆရာမ ပပွားလာတော့ပပွားလာတော့ပါတိတို့ပါတိတို့လိမ္မာတက်သည်ပညာရှိခြင်းပညာရှိခြင်းကဲတရားကျင့်သူတရားသိသူတရားရှိသူတရားနဲ့အတူနေသူဆိုတာအဲ့၃ချက်ပဲမှတ်ထားတယ်နော်အဲ့ဒါဆိုကိုယ့်ရဲ့ဘဝမှာဒီကိုကျင့်တဲ့တရားဒီလိုရည်ချင်းနေရှိအောင်ကိုယ်ကံပဲဖြစ်ရမှာလေဟုတ်တယ်နော်အဲကိုကျင့်သောတရားပဲကိုယ့်ကိုပြန်ဆောင်ရှောက်ပါလိမ့်မယ်နော် အကျင့်သေးပါပဲမလွဲဘူးတဲ့နော်။ကဲဒါကြောင့်ဒီတရားလေးဓမ္မလက်ဆောင်ပေးလိုက်တယ်။အားလုံးယနေ့ဟောကြားတော်တရားကိုကိုယ်ပိုင်အသိဉာဏ်ဖြင့်လည်းပဲဝေဖန်ပိုင်ချတုံးသက်ပြီးတော့ဆင်ခြင်ကြည်တော်အခါအကျိုးတရားရှိနိုင်ပြီဟုယုံကြည်ပါလျင်ပေါ့။ကိုယ်တိုင်လည်းပဲလက်တွေ့လိုက်နာကျင့်သုံး၍ကိုကျင့်သုံးတော်တရားတော်ကြောင့်ဖြစ်လျာဘဝတိုင်းမှာပဲကောင်းကျိုးချမ်းသာအရာခတ်သိပြည့်စုံ၍အဆုံးစွန်သောဘဝတွင်မဖို့နိဗ္ဗာန်ချမ်းသာလင်းမြန်စွာ ကိုစီကိုငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းတဲ့ငန်းကံလေ